အသက်46နှစ်အရွယ်မှာ professional boxing ကျိုးဝိုင်းတဲ့နောက်တစ်ခါပြန်လာမယ်လို့ဖလော်ပိုင်လက်ဝစ်ကျော် Manny Pacquiao ကအတည်ပြုလိုက်ပါတယ်။တိုက်ခတ်ရေးအားကစားနယ်ပယ်ကနေအနားယူပြီးဖလော်ပိုင်နိုင်ငံရဲ့နယ်ပယ်မှာကျင်လည်ခဲ့ရတာကနေမေလ21ရက်မှာတော့ Pacquiao ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုကျင်းညာခဲ့တာပါ။သူဟာဖလော်ပိုင်အထက်လွှတ်တော်မှာနောက်တစ်ကြိမ်ရွေးကောက်ခံရဖို့မျှော်လင့်ချက်ထားစ조사ခဲ့ပေမဲ့လည်းမေလ12ရက်နေ့ရွေးကောက်ပွဲမှာအရင်နဲ့ဆုတ်ခွာခဲ့ရပါတယ်။သူက WBC Boxing အဖွဲ့ချုပ်ရဲ့ လက်ရှိဝေဒါဝိတ်တန်ကမ္ဘာချန်ပီယံမာရီယိုဘော်ရီရော့စ်ကိုဇူလိုင်လ16ရက်နေ့ကျရင်အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့မှာစင်ခေါ်ထိုးတက်သွားမယ်လို့ပရိသတ်တွေကအတည်ပြုခဲ့ပါတယ်။သူပြလာမှာဖြစ်ကြောင်းတမိုင်းတစ်ခုကိုဖန်တီးချင်ကြောင်းပက်ဂွေအိုကလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့တာပါ။ပက်ဂွေအိုဟာ2019ခုနှစ်တုန်းကကီတာမန်ကိုအနိုင်ရယူပြီးအသက်အကြီးဆုံးဝေဒါဝိတ်တန်ကမ္ဘာချန်ပီယံဖြစ်လာခဲ့တာပါ။အဲ့ဒီတုန်းကသူအသက်40ပါ။သူဟာ2021ခုနှစ်ဩဂတ်လတုန်းက နောက်ဆုံးပွဲစဉ်ဖြစ်ယော်ရာနစ်ဥဂတ်စ်နဲ့ထိုးတက်ခဲ့ပေမဲ့အမှတ်နဲ့ရှုံးနေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကျိုးဝိုင်းတွေကိုဆုံးခွာခဲ့ပေမဲ့အခုတော့ပက်ဂရီအိုဟာဘော်ရီယော့စ်နဲ့ထိုးတက်ဖို့ဆုံးပြတ်ခဲ့တာပါ။အနားယူထားတဲ့အားကစားသမားတဦးဖြစ်တဲ့ပက်ဂရီအိုကိုပြီးခဲ့တဲ့သတင်းပတ်မှာ WBC ကဝဲသားဝိတ်တန်းရက်တင်မှုအဆင့်၅လို့သတ်မှတ်ခဲ့တာကြောင့်အငင်းပွားစရာတွေကြုံခဲ့တယ်လို့ပက်ဂရီအိုကကျိုးဝိုင်းတွေပြန်လာမယ်ဆိုတဲ့ထင်ကြေးတွေချုပ်တင်ပြန့်နှံ့နေခဲ့ပါတယ်။ပက်ဂရီအိုဟာဘောင်စင်အားကစားရဲ့ဂနဝင်ကျယ်တဲ့ဝင်းလို့သတ်မှတ်ခံရပြီး ဝဲသောဝိတ်တန်းကမ္ဘာချန်ပီယံ၄ချိန်ဖြစ်ခဲ့ဖို့တို့82ပွဲရှင်းပြရောင်းမှာ62ပွဲနိုင်10ပွဲရှုံးပြီး2ပွဲသေရဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပါရဲ့ရှင်